ဆွဆောသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမပြည်သူစပီကာကနေပြီးတော့ကျွန်တော်တို့ညီနောင်သုံးပေါ်နှုတ်ခွန်းဆက်တာဒါတော့ပြုလိုက်ရပါတယ်ခင်ဗျာမင်္ဂလာပါတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့ပြည်သူစပီကာပြန်လည်လို့ရောက်ရှိလာပါပြီရှေ့ဘက်တွေရှေ့ဘက်တွေမှာလဲကျွန်တော်တို့ရဲ့တင်ပြချက်လေးတွေပြည်သူ့ကိုယ်စားပါးစပ်အားနဲ့ပြောတဲ့တဲ့င်းလေးတွေကိုချစ်ဆောင်သောမိဘပြည်သူပေါင်းနာတော်တာ စင်ပြီးကုန်ကြပါပြီဟုတ်ကဲ့ပါဒီခါလေးကျွန်တော်တို့ဒီအားလုံးသတင်းထူးသတင်းဥလေးတွေကိုကျွန်တော်တို့ပြင်ဆက်ပေးပါမယ်ကျွန်တော်အမြဲတမ်းပြောနေကြစကားအတိုင်းပါပဲဒီအချိန်မှာဝါအစည်းပြည်သူတို့မပြည်ကြပါနဲ့စီးလုံးကြပါညီညွတ်ကြပါလို့ကျွန်တော်အမြဲတမ်းကျွန်တော်ပြောပါတယ်ကျွန်တော်တို့လည်းမြန်မာနိုင်ငံကြီးမှာကျွန်တော်တို့မွေးရမြေကြီးမှာကျွန်တော်တို့အငိမ့်နေကဇလန်းနေရိုက် ခီးကြီးထွက်ဟုတ်ကဲ့ကျွန်တော်တို့လုပ်ချင်ကြတာပေါ့ကျွန်တော်တို့ကအမှုပညာသမားတွေဒီပြည်သူကကျွေးတဲ့ခမင်းကိုစားပြီးတော့ပြည်သူကိုသာဒီအချိန်မှာပါဆက်အားနဲ့ကျွန်တော်တို့ကပြောနေရတဲ့အချိန်ဖြစ်နေရဲ့ဒါပြည်သူကိုလေးစားတာပြည်သူငိုရင်ကျွန်တော်တို့ငိုမှာပဲပြည်သူရင်ရှိပါမယ်ပြည်သူရှိမှာကျွန်တော်တို့ရှိပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ကနေကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့အခုတော်လိုင်းအမှုပညာသမားတွေဖြစ်တဲ့ဒရိုက်တာကိုနာကြီးတို့ဟုတ်ကဲ့ ူဂျင်တရားတွေလည်းကောင်းပါတယ်ပညာတွေလည်းတကယ်တော်ကြပါတယ်ဟုတ်ကဲ့ဒါ ida ကိုပေါ့ဟုတ်ကဲ့တကယ်ကိုပဲနော်စွမ်းစမ်းတမန်နဲ့စွမ်းစမ်းတမန်နဲ့တော်လည်းဇကားတွေဟုတ်ကဲ့ရိုက်ရှိနေပါတယ်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့အကူဆရာ rider များတင်ဆရာမင်းဆရာကြားဆရာတွေလည်းကျွန်တော်တို့တတိယပါတယ်ဟုတ်ကဲ့ပါဒီအချိန်မှာငန်းချင်းမတူတော့လူချင်းမစုံရပြီမဲ့ကျွန်တော်တို့ရင်ထဲမှာ ကျွန်တော်တို့ရဲ့အကူစီယာတွေကကျွန်တော်အများအားရှိနေကြပါလေဟုတ်ကဲ့ပါစင်တာရပါနော်ရှိနေပါလေကောင်းချီမှလက်မမကောင်းလက်မတွေပါဟုတ်ကဲ့အခုကျွန်တော်တို့ line ပေါ်မှာအခုကျွန်တော်တို့ကြားသိမြင်တွေ့နေရတာလေးတွေကတော့အမှုပညာသမားအချင်းချင်းရံဖြစ်နေကြတာစိတ်မကောင်းပါဘူးကျွန်တော်တို့ဒါလေးတွေမဖြစ်ကြပါနဲ့ဒီအချိန်မှာစီးလုံးကြပါညင်ညွတ်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ရတဲ့ဒီအုတ်ကြီးတွေအစီအစဉ်ကလည်းကျွန်တော်နေ့စဉ်နေ့တိုင်းကျွန်တော်တင်ပြနေရမယ့်ဥစ္စာတွေပါပဲမှန်တယ်ဗျမှန်တယ်ဗျအားကြောင့်လဲဆိုတော့အုတ်ကြီးတွေဒီ စကစရဲ့တောက်တိုင်နေပါပဲဟုတ်ကဲ့ကဲတောက်တိုင်တောက်တိုင်ဒီကိုကျွန်တော်တို့ကဒီတိုင်းကြည့်နေလို့မရတော့မရတော့ပါဘူးဟုတ်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 လူโซကလူโซပီတာတယ်ဟုတ်ကဲ့ပါခင်ဗျလူမိုက်ကလူမိုက်ပီတာဟုတ်ကဲ့ပါရုံညံ့တဲ့လူကရုံညံ့စွာသူလှုပ်ဆောင်သွားတယ်မှန်တယ်ဗျကျွန်တော်တို့ဘက်ကတော်လန်ရေးတက်ဖို့ဝင်နေညီငယ်လေးတွေညီမလေးတွေကတော်လန်ရေးတမပီတာရမယ်မှန်တယ်ဗျမှန်တယ်ဗျဟုတ်ကဲ့ချီမမကောင်းရင်ချီမလက်မမကောင်းရင်လက်မပေါ့နော်ဟုတ်ကဲ့ပါအဲကိုစည်းသား ကူပွန်နဲ့ဟုတ်ကဲ့ဘလို့သတင်းလေးတွေရထားလဲကျွန်တော်ကြားကျင်တယ်ဗျကျွန်တော်လည်းသူပြည်သူတွေကြားကျင်ပါလေကြားကျင်ပါပါဟုတ်ကျွန်တော်ရှိဟိုတန်ကြားတယ်ကျွန်တော်တန်ကြားစာလေးလည်းရောက်နေပါပြီဒါလည်းခုနပြောသလိုအခုပြောသလိုပဲဒီကျွန်တော်တို့ဒီစကမရဲ့တောက်တိုင်နေဖြစ်တဲ့ကျွန်တော်အုတ်ကြီးတွေအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့အများဆုံးအားဖြင့်ကျွန်တော်တန်ကြားစာတွေမှာအုတ်ကြီးတွေရက်ွက်ထဲမှာကျွန်တော်တို့ဘောမတရားလုပ်နေတဲ့ဟာတွေပေါ့နော်ဒါလေးတွေကိုတန်ကြားတာများပါတယ်ယခုလည်းကျွန်တော်ရှိရောက်နေတဲ့တန်ကြားစာလေးကဘယ်ရလဲဆိုတော့ကျွန်တော် AR တိုင်းကျွန်တော်ကန်ကြီးတောင်းမြို့နေတဲ့ကျွန်တော်တို့ဓာတ်ကကြီးရပါ နော်ဒါကကြီးရပါကျွန်တော်ဒီဘက်ဒါကကြီးရဒါကကြီးရဟုတ်ကနေတာဟုတ်ကဲ့ကဒါကဒါကဒါကပေါ့ကျွန်တော်ကဒါကခေါ်တာပေါ့နော်ဟိုကျွန်တော်တို့စားလင်းကြီးကိုဆက်လင်းကြီးလို့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပြောပါမယ်အခုကြည့်ကျွန်တော်ရှင်ရောက်နေတဲ့တန်ကြားသားလေးကဘာလဲဆိုဒီ AR တိုင်းနဲ့ကျွန်တော်တို့ကန်ကြီးတော်မျိုးနယ်မှာရှိတဲ့စစ်ကော်မရှင်ခန့်ကျွန်တော်အုတ်ချုပ်ရေးမှုပေါ့နော်အုတ်ချုပ်ရေးမှုတော့အုတ်ချုပ်ရေးမှုတွေမကောက်သူ့ရဲ့အမပြစ်သူနော်အမပြစ်သူဟာတဲ့ဥဆောင်တယ်ပေါ့ဥဆောင်ပြီးဘယ်သူတွေကိုဥဆောင်လဲဆိုပြူတွေကိုဥဆောင်တယ် ်နော်ပြူတွေကိုဥဆောင်တယ်ပြောပြူစောတိနဲ့တူတိန်နဲ့တိန်စင်လိုက်လံပြီးတော့တဲ့စစ်ကော်မရှင်ကပြုလုပ်မယ်ကျွန်တော်တို့ရေကောက်ပွဲအတွက်ကိုမဲထည့်ရမယ်ဆိုပြီးချင်းချောက်ပြောဆိုနေဆိုတဲ့သတင်းလေးပါဟုတ်ကဲ့ပါဒါလေးကိုပေးပို့ထားတယ်ကျွန်တော်ဖတ်ပြပေးမယ်ဒါကဘယ်ကအုတ်ချုပ်ရင်းမှုလဲဆိုရင်ကျွန်တော်ဒါကကြေးရအုတ်ချုပ်ရင်းမှုဖြစ်တဲ့ဥကြကြဖြစ်ပါတယ်တဲ့ဥကြရင်းမှုကနော်ဥကြကြဖြစ်ပြီးတော့၎င်းအမဖြစ်သူတဲ့မက်ခင်မျက်ကြော်နဲ့ယာအိမ်မှုစေအိမ်မှုပြူစောတိများက မဲထဲရမည်ဟုပြောဆိုပြီးတဲ့မဲမထဲသည့်နေအိမ်များကိုစစ်ကော်မရှင်ခေါ်ရေးကျွန်တော်ဖမ်းဆီးမည်ဟုချိန်ချောင်းနေပါတယ်တဲ့เนาะဒါတော့ဒီဓာတ်ကကြေးရမှာရှိတဲ့ပြည်သူတူကနေကျွန်တော်ရှိပြေးပို့လာတဲ့ဟိုတရင်လေးပေါ့เนาะ तू ကဆက်ပြီးပြောထားသေးတယ်ဗျဒါကဘာလဲဆိုတော့ဒီအုတ်ချုပ်ရေးမှုဥကြော်ကြော်ဟာတဲ့ဒီကျွန်တော်လာမဲ့နိုဝင်ဘာလပေါ့เนาะ နိုဝင်ဘာလကစတင်ပြီးတော့ကျေးရအတွင်းမှာရှိတဲ့နေနေပြည်သူစစ်မှုထမ်းခြင်းဖြစ်တက်လာလေရင်9000ကျပ်ပေးဆောင်ရမယ်ဆိုလည်းပြောပါတယ်နော်ဒီအစည်းအဝေးမှာတဲ့ဒီစစ်ကော်မရှင်ကဥကြော်ကြော်ကပြောလေလို့သိရပါတယ်အဲဥကြော်ကြော်အနေနဲ့ကပေါ့နော်သူကတက်လာတက်လာကိုတဲ့သူတို့ဒီစစ်မှုထမ်းဖို့ပေါ့နော်စစ်မှုထမ်းခြင်းပေါ့စစ်မှုထမ်းကားဖြစ်သူရရှိနေတဲ့ငွေကြေးပမာဏကလည်းဆို380လောက်သူတို့ရရှိနေတယ်ကိုသိရပါတယ်ဗျတက်လာတက်လာကိုရတာဟုတ်ကဲ့ဩ သိရှိစေမထွက်ဖဲနဲ့ဟုတ်ကဲ့လက်မညောင်းမဲနဲ့လက်မညောင်းမဲနဲ့မပြင်းမဲမဲနဲ့ဟုတ်ကဲ့ပြည်သူခုတ်သွေးကိုစုတ်ပြီးတော့ပြည်သူငွေကိုမတရားယူနေတာမတရားယူနေတာအဲ့တော့ဒီကြေးရမှာရှိရပြည်သူတွေကလည်းလေသူတို့ကိုကြောက်နေရတဲ့အတွက်ကြောင့်ဘာမှပြန်ပြီးတော့ကျွန်တော်ပြောပြန်ဝင်မရှိဘူးသူတို့တောင်းတော့လည်းပေးနေရပါတယ်ရှာကြံပြီးတော့တဲ့အဲ့တော့သူတို့မှလည်းတော်တော်ဒုက္ခရောက်နေပါတယ်ဆိုပြီးကျွန်တော်ယူပေးပို့ထားပါတယ်ဟုတ်ကဲ့ပါသူအလားတူဖြစ်စဉ်မျိုးလည်းလေသူဖြစ်ခဲ့ပါသေးတယ်သူမြင်ခဲ့တာလေးတွေပြောပြတာပေါ့နော်ဒါကတော့ဘာမှလဲဆိုရင်တဲ့ကျွန်တော်ဒီဟိုဟို ်ဒါကဒီကျေးရွာတစ်ခုတည်းနဲ့မဟုတ်ဘူးပေါ့ဒီကျွန်တော်တို့ကန်ရင်တောင်မြို့နယ်မှာရှိတယ်ကျွန်တော်မြို့နယ်ပေါင်း26မြို့နယ်တော့ရှိတယ်အဲ့ဒီအားလုံးမှာလည်းကျွန်တော်တို့ဒီပြစောဒီတွေကြမ်းခံရေးတွေပါတီဝင်တွေပြီးတော့ဒီအုပ်ချုပ်ရေးမှုတွေအားလုံးပေါင်းပြီးတော့ကျွန်တော်တို့ဒီဟိုရွေးကောက်ပွဲတော်ကိုကျွန်တော်စီယုံရေးတွေလုပ်နေပါတယ်လို့သိရတယ်နော်ဒါဒါလေးကို तू อ่ะဟိုပေးပို့ထားတယ်အချက်အလက်ပြပတ်ထားတယ်ပေါ့နော်တာကြားထားတယ်ပြီးတော့ဟိုပို့ဆိုးတာကအုတ်ချုပ်ရင်းမှုနဲ့အတူအုတ်ချုပ်ရင်းမှုရအမားဖြစ်သူอ่ะပါသူပြူစောတိလို့ဖြစ်နေတာပေါ့နော်အဲနော်တော့မိန်းမသားနေပြီမဲ့ तू อ่ะပြူစောတိခေါင်းဆောင်လို့ပဲ အဲပြည်သောတိတို့ဥဆောင်နေပြီးတော့ရာယံမှုစေမှုတို့ဥဆောင်မှုတို့ဒီကြီးရွာတွေမှာရှိတဲ့သူနေအိမ်တွေကိုတလောက်ငါးတောင်းကြောက်ခံတယ်ပေါ့နော်ကြောက်ခံမယ်နောက်လာကြရင်စပြီးတော့ကြောက်ခံမယ်လို့သိရတယ်တဲ့အဲ့အတွက်လည်းပြည်သူတွေမှာရက်ွက်နေပြည်သူတွေမှာတော်တော်ဒုက္ခရောက်နေဒုက္ခရောက်နေဒါလေးကိုကျွန်တော်စီလာပြီးတိုင်ရသားရပါတယ်နော်ဒါလေးကိုဖတ်ပြတာပါဟုတ်ကဲ့ပါအခုကျွန်တော်တို့ဒီရက်ွက်နေပြည်သူတွေကတော်တော်ဒုက္ခရောက်နေပါတယ်ကျွန်တော်ပြည်သောတိလူတွေအဖွဲ့ဝင်တွေခေါင်းဆောင်တွေပြီးတော့အုပ်ကြီးတွေယာယီမှုတွေစေယီမှုတွေအကုန်လုံးက ျွန်တော်ဘိုးတော်ကကျွန်တော်တို့ငငယ်တော့တိုင်ခဲ့တဲ့တိုင်ကြထေးရစာသားလိုမျိုးပဲဟုတ်ကဲ့ပါအဲတကြီးဖရရွာသားကောင်းမှုဖြစ်နေတယ်မှန်ပါမှန်ပါတော့တကြီးနဲ့ပေါင်းပြီးတော့ရွာသားကိုဟိုအားထင်းနေဖြစ်နေဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့အဲကိုစည်းတာကြီးစည်းတာရောဘလို့တရင်လေးကြီး ခုရရှိတာလေအဲ့ဒါလေးတွေကိုပြည်သူကိုယ်စားကျွန်တော်ပါဇက်ငားနဲ့ကျွန်တော်ပြောကြရအောင်ဒါကတော့ဟိုနော်ရင်တော့ဆိုရင်ကျွန်တော်ရက်ွက်ထဲမှာအတိုးပေးစားတဲ့လူပေါ့အတိုးပေးစားတဲ့လူပါလို့မေတို့ခိုင်းတိုးပေးစားတဲ့လူတွေကအရင်တော့ဆိုရင်မရလို့ရှိရင်ဘာလုပ်လဲသူတို့ကလူမိုက်တွေငှားတယ်အခုကျတော့လူမိုက်တွေငှားရုံနဲ့မကတော့ဘူးငွေတိုးပေးစားတဲ့လူတွေကစစ်တပ်နဲ့ပေါင်းပြီးအကျွေးမဆက်နိုင်သူတွေချင်းကြောက်အကြက်ကြိုင်နေတယ် ဩဒီစစ်တပ်ကလူမိုက်လို့ဖြစ်သွားတာပေါ့နော်ရန်ကုန်တိုင်းအတွင်းမျိုးနယ်လိုက်ရက်ကွက်တွေထဲမှာအဲစစ်သားတွေကရက်ကွက်ထဲငွေတိုးပေးစားသူတွေနဲ့ပူပေါင်းပြီးတော့အကျွေးမဆိုင်နိုင်တဲ့သူကိုဖမ်းဆီးမယ်ဆိုတာချင်းချောက်အကြက်ကင်နေပါတယ်ပေါ့နော်အာနာတင်းထားတဲ့စစ်တပ်ဟာတိုင်းပြည်စီးပွားရေးတိုးတက်အောင်မလုပ်ပေးနိုင်ပဲပြည်သူတွေစီးပွားရေးအဆင်မပြေတော့ခွင့်ကောင်းယူပြီးရက်ကွက်ထဲမှာတရားမဝင်ငွေတိုးချိစားတယ်နော်သူသူတို့ရေပေါင်းပြီးတော့လှုပ်ရှားနေကြတာဖြစ်တယ်အကျွေးယူထားတဲ့သူတွေကနေ့စဉ်အတိုးပေါ်အတိုးစစ်ပြန်မဆက်နိုင်တာကြောင့်နော်ငွေ တိုးပေးစားသူတွေအတွက်စစ်တပ်ပတ်စံပေးပြီးအကျွေးတောင်းခိုင်းနေတာကိုကိုယ်တိုင်ကြုံတွေ့သူတွေကပြောပါတယ်အဲအဲ့ဒီကတော့ဘိုးစိတာကြီးကျွန်တော်လည်းကိုယ်တိုင်တော့ကြုံတွေ့ခဲ့ပါတယ်ဒီအတိုးပေါ်အတိုးဆင်းဆိုတာလေဟုတ်ပေါ်တူကဒီသူယူထားတဲ့ဟိုအတိုးအဲ့ဒါလေးပြောတယ်မတိုးတော့မဟုတ်ပါဘူးเนาะ သူကမရေတိုးပေါ့နော်မတ်တိုးပါပဲဟုတ်မတ်တိုးလားမတ်တိုးပါပဲဒါလည်းကိုရီးယားချီးတော့ဟာ30ပဲတဲ့30ပဲအခုကျတော့300ကျော်ထိတက်သွားတယ်ဟုတ်အတိုးပေါ့30ကနေ300ကျော်တက်သွားတယ်အတိုးပေါ့အတိုးဆင်သွားတာပေါ့တဲ့ပြန်မဆက်ရင်စစ်တက်ခေါ်ပြီးဖမ်းခိုင်းမယ်ဆိုပြီးပြောတယ် ရက်ွက်ထဲကလူကြီးတွေလည်းပါတယ်တဲ့သူတို့ပြောပြီးမကြဘူးနောက်ရက်တော့စစ်ကားတွေလာတယ်သူတို့ပြောတဲ့အတိုင်းပဲနော်စစ်ကားတွေလာတယ်အဲစင်းစစ်တလူနဲ့ဟိုလူကိုမေးဒီလူကိုမေးဘာလို့ပဋ္ဌာန်းကြီးကလူကိုလိုက်မေးပေါင်းပြီးလှုပ်ရှားနေကြတာလို့တောင်တကုံမှာနေထိုင်သူသူကပြောပါတယ်ဩဘူပါဖြစ်နေဆိုတော့ဟိုကြတတိခေကနေပြီးတော့ခြစ်တိခေဖြစ်နေဟုတ်တယ်နော်အဲ့လိုဖြစ်နေတယ်ဩအခုပြည်သူတွေကိုသူတို့ကနေပြီးတော့နိုင်တဲ့စီနင်းလှုပ်တဲ့ဥစ္စာတွေက ငွေများတော့တရားနိုင်ဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ပြည်သူတွေပေါ့နော်ဟိုသားပွားဟိုစီးပွားရေးအစီအမပြည်ဖြစ်နေတော့အခွင့်ကောင်းယူရက်ွက်ထဲမှာတဲ့20တို့တရားယူရင်တနေ့ကို20တို့အဲ့ဒါမကြေတော့မကြေတော့နော်ဥမာတသိန်းယူရဆိုရင်တနေ့ကို2000ဟာအဲ့ဒါမကြေတော့မဘလို့မတ်တိုးမတ်တိုးစတဲ့ဝင်ငွေနှီးမျိုးစုံနဲ့ပေါ့နော်ငွေတိုးပေးစားသူတွေထုတ်ချီးပေးနေကြတာဖြစ်တယ်မင်းတသိန်းယူတော့မှန်တယ်သူကတသိန်း2000နဲ့ညနေကျရင်ပြန်လာဆက်တကယ်လို့မဆက်နိုင်ဘူးမဆက်နိုင်လို့ရှိရင် အဲအဲ့ဟာကိုနောက်2000ထပ်ပေး2000 2000ပေး4000ပေးရမှာဖြစ်သွားပြီ။ तू ကပတ်စံမှာပြ။အဲအဲ့လိုပုံစံမျိုးတွေကိုကျွန်တော်ကျွန်တော်လည်းဘယ်လိုမျိုးခံခဲ့ရဘူးလဲဆိုတော့ဒီလိုရှိရကျွန်တော်ပတ်စံ5သိန်းချီးတယ်ပေါ့ဗျာ။ဘာတိုးလဲလို့တော့ကျွန်တော်မပြောတတ်ဘူး။အဲ့ဒီ5သိန်းကို तू က15ရက်ကိုအတိုး3သိန်းခွဲပေးရ။ဟုတ်ဘလို့ဘလို့ဖြစ်လို့လဲ။ကျွန်တော်5သိန်းယူတယ်။ဖြစ်ပြီးတဲ့ဆိုတာ။အဲကျွန်တော်လည်းဘာတိုးမှန်းတော့မသိတော့ဘူးเนาะ။5သိန်းယူတယ်။အဲ့5သိန်းမပေးမချင်းကိုကျွန်တော်15ရက်ကိုအတိုး3သိန်းခွဲတစ်လောက်ကိုအတိုး3သိန်းပေးရ။ ငါးသိန်းယူတာအဲ့မှာလည်းကျွန်တော်လည်းဟို15သိန်းသိန်း20ပြီးပြီးတော့ကျွန်တော်တို့ဒါတငယ်ချင်းပေါင်းသိန်းတွေကောင်းလို့ကျွန်တော်လည်းအခုချိန်မှာဒါပြန်ပြီးတော့သူပေးပြီးတော့ကျွန်တော်ရှင်းနိုင်နေပြီကျွန်တော်လေးကျွန်တော်ခံခဲ့ရဘူးဒါလေးကတော့ပြီးခဲ့တဲ့လားလေနေပြီးတော့ကောင်းစီတမီမာတဲ့အဖွားကိုတူကအကျွေးတွေမဆက်နိုင်လို့မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တာရှိပါတယ်ဟမ်ဟုတ်တယ်ဟုတ်တယ်ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်လက်တစ်ချစ်ဒီတွေဖြစ်နေကြတယ်တကယ်ပါတယ်ပါအဲ့ဒါဒီအကုန်လုံးရဲ့တည့်ရခံကဘာတူလဲ ဒီအာနာသိန်းသားတွေမအားလာဘူးအာနာသိန်းသားတွေအတွက်ကျွန်တော်ဒီလိုမျိုးကြီးဖြစ်တာပါဟုတ်ကဲ့ဗျာဟိုကျွန်တော်ဟိုငငယ်တုန်းကဟိုဇလန်းတွေလက်ထုပ်တွေပြဿတ်တွေတဲမှာပြောတဲ့ပုံစံတိုင်းဖြစ်နေပြီအဲညောင်မင်းကမပေါ့ပါသေးဘူးရုပ်ဝဇိုးကတက်ထိုင်လို့ကျွန်တော်ညောင်ညွန့်ကျိုးခဲ့ရတယ်ဟုတ်ကဲ့ခင်ဗျာဒီမိုရီစီလမ်းကြောင်းပေါ်ကိုကျွန်တော်တို့ရောက်နေပြီအာကျွန်တော်ပုံမှန်လေးကျွန်တော်တို့စပြီးရှောက်နေတဲ့အချိန်မှာဟုတ်ကဲ့ကျွန်တော်တို့ကိုလမ်းကိုဖြတ်တောက်ပြီးတော့ကစင်ငယ်အားဖြစ်အောင်လုပ်ခဲ့တယ်ဟုတ်ကဲ့ပါအဲ့ဒါလေးကိုကျွန်တော်တို့က ဘယ်လိုခေါ်မလဲဟိုခြေလဲမခြေနဲ့ဘူးဟုတ်ကဲ့ကျွန်တော်တို့ကဆက်လက်ပြီးတော့လေကျွန်တော်တိုက်ပွဲကျွန်တော်တိုက်ပွဲဝင်နေတာပါပဲဟုတ်ကဲ့အခုကျွန်တော်ပြည်သူကိုစားပါဇက်အငားနဲ့ကျွန်တော်ပြောရမယ်တင်းလေးတွေကြောက်မှရှိပါတယ်ဟုတ်ကဲ့ဟုတ်ဒါလေးလည်းပြောပါအဲတိမ်မြူးတဲ့ယထာရက်ွက်တွင်းနဲ့လူဖမ်းပြီးတော့လေရောင်းစားနေတဲ့ပြူစောတိများတဲ့ချက်စားနေပြီဟူးတဲ့တင်းရရှိပါတယ်ရန်ကုန်မြို့လေကောင်းပါနော်ရန်ကုန်မြို့နော်မင်္ဂလာတောင်ကျွမြို့နယ်တဲ့ပန်းစိုးတန်းတရာအစင်း ိမ်မြူယထာရက်ွက်နားတွင်နဲအဲ့အနီးနားတဝိုက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီမှာလူတွေကိုဖမ်းနေအဲရောင်းစားတယ်အဲ့ဒါတွေကပြူစောတိများဖြစ်ပါတယ်တဲ့အဲ့ဒီနေရာကလည်းပြူစောတိတွေကြက်စားပြီးတော့နေထိုင်နေတဲ့နေရာပါပဲတဲ့၎င်းပြူစောတိများဒီတဲ့ညဘက်တွင်လည်းအဆိုပါလမ်းနာတဝိုက်တဲ့လမ်းသွားလမ်းလာလူငယ်များကိုတဲ့ဖမ်းဆီးကားတဲ့ငွေစေသိမ့်ထက်မနေလာပြီးတော့ရွေးရမယ်လို့ပြောနေပါတယ်တဲ့အောက်တိုဘာ19ရက်နေ့เนาะ 19ရက်နေ့ည9:00နာရီတွင်တဲ့အထက်ပန်းစိုးတန်းလမ်းပေါ်တဲ့အထက်ကတုံချောင်းနာနိုင်တဲ့เนาะအသင့်ရက်ဆောင်နေတော့တဲ့เนาะဒီပြူစောဒီဒီပေါ့เนาะအပရိုဘော့ကားနဲ့ဩအေးစီးကားနဲ့ပေါ့เนาะပရိုဘော့ကားနဲ့တဲ့เนาะအရက်ဝိလူတွေကနေပြီးတော့တဲ့လမ်းလျှောက်လာတဲ့လူငယ်2ဦးကိုတဲ့ဖမ်းဆီးရတဲ့2ဦးပါသွားပါလေတဲ့เนาะဩပေါ်တာဆွဲတာပေါ့ဟုတ်ပေါ်တာဒါတော့သူတို့ကနေပြီးတော့ဟို သူတို့ရဲ့လုံွက်တွေဖြစ်နေတယ်။အဲမှာမှာရောင်းစားမယ်။ဟိုကျွန်တော်တို့အရင်တော့ကျွန်တော်တို့ဥစားရှိပါတယ်။ဟာအိမ်မှာစားရမရှိဘူးလား။စားရမရှိဘူးဆိုရင်အာဘေးနားနေပြီးငါးခံလေးရနေပြီးငါးလေးတွားယူပြီးစားလိုက်ကြ။အဲဒါမှမဟုတ်ရင်ကျွန်တော်တို့အာကြည့်တယ်ငါဒီဘက်မှာငါမှန်ဘုံထဲမှာရှိတယ်ငါလေးကိုဖမ်းပြီးတော့ကျွန်တော်ကွက်ကွက်ကွက်တို့လုံပြီးစားလိုက်ကြ။အခုက ကျွန်တော်တို့ဒီမြို့ကြီးပြာကြီးတွေမှာရှိတဲ့ပြည်သူလူထုလူငယ်လေးတွေအဲ့လိုဖြစ်နေတယ်။အဲ့လိုဖြစ်နေတယ်နော်။တွားတာ။စော်ဒီတို့နော်။ရက်ကွက်အုပ်ချုပ်ရေးမှုတို့မြို့နယ်အုပ်ချုပ်ရေးမှုတို့နော်။ဂျာအိမ်မှုတို့စိတ်အိမ်မှုတို့ရှိမှာ အရဖို့မရှိဘူးလားနော်မိမနဲ့ပျော်ပါဖို့မရှိဘူးလားကာရာအိုကေဆိုင်သွားဖို့မရှိဘူးလားပတ်စံထွက်ရှာမယ်ဆိုရင်ဟဲ့လားသူမိသားစုစာဝတ်နေရေးနည်းနည်းလေးဥစ္စာဖြစ်နေပြီဆိုရင်သွားညနေပိုင်းသူတို့ကထွက်လိုက်တယ်ထွက်ပြီးတော့လာလာလာကားနဲ့ခေါ်သွားတယ်ခေါ်သွားပြီးတော့ကားပေါ်ဆွဲတည်ပြီးတော့သူတို့ရောင်းစားတယ်အဲ့လိုအစ်စ်နေဖြစ်နေပါတယ်အခုဆိုရင်ဒီလူငယ်တွေကိုဖမ်းတာစီးတာတွေကိုတည်င်းမပေါ်ရအောင်လို့ ဟိုလူနဲ့ရန်တိုက်ပေးလိုက်ဟုတ်တယ်ဒီလူနဲ့ဒီလူနဲ့ရန်တိုက်ပေးလိုက်ဆိုတော့ line body မှာအဲ့လူတွေဖြစ်နေကြပါတယ်အားလုံးကဘယ်လိုပြောမလဲဆိုရင်လေဟိုသူတို့ရှိ ਉਹ ပဲအာယုံမရောက်အောင်လို့အာယုံတွေအများကြီးခွဲနေတာပေါ့နော်အောင်တွေတွဲနေကြပါတယ်အခုလည်းကြည့်ကျွန်တော်ရှေ့ဆုံးကပြောရအောင်ဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ် ဟိုပြည်တွင်းထဲမှာရှိတဲ့အမှုပညာသမားနဲ့ပြည်ပမှာအမှုပညာရန်တိုက်ပေးမယ်ရန်တွေတိုက်ပေးကြတယ်ဘာတွေလုပ်ပေးကြလဲအခုဆိုရင်ကျွန်တော်တို့ဒါအမှုပညာသမားချင်းချင်းရန်တွေဖြစ်နေကြတာမစည်းလုံးကြတာကျွန်တော်စိတ်မကောင်းဘူးဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမှုပညာဒီပြည်သူအတွက်ပဲဖြစ်ရမယ်မှန်လည်းဗျပြည်သူကကျွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူရှေ့မှာမမမမရက်ရရမယ်မမမမနော်အဲအစီအစက် အဲဘောမာကလည်းအမှုပညာသမားကြီးလည်းအများကြီးရှိတယ်။ဒါတွေကိုကျွန်တော်တို့ကနေပြီးတော့ဥပက္ခလည်းပြုထားပါ။သူတို့ကိုလည်းကျွန်တော်တို့ကဘလို့ကျွန်တော်တို့ကတော်လန်းမယ်ဆိုတဲ့စိတ်လည်းကျွန်တော်တို့မှာထားရမယ်။ဟုတ်ကဲ့ပါ။တနည်းနည်းအဲ့လိုမျိုးဖုံးလွှမ်းအောင်လုပ်တာကိုလည်းနားမယောင်သွားပါနဲ့ကျွန်တော်ဒီနေ့ကပြောချင်ပါတယ်။မှန်တယ်ဗျ။ကျွန်တော်ခုပြောချင်တာကတော့ခုနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့အဆူရိုတယောက်နဲ့ဒါရိုက်တာတယောက်ဖြစ်နေတဲ့ဥစ္စာလေးတွေကိုကျွန်တော်တို့အနေနဲ့အချင်းချင်းနေဖြစ်တဲ့အတွက်ရက်တန်းကရက်ပေးကြပါဒါတွေဒီ ကျွန်တော်တို့ဟိုတရင်တွေကိုဖုံလွှမ်းခြင်းဖြစ်တယ်လို့ကျွန်တော်ဖြစ်ပါတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့မြန်မာနေအခုကျွန်တော်တို့အစီအစဉ်လေးเนาะအဲ့အစီအစဉ်လေးမှာကျွန်တော်တို့ ကြီးမှာတက်လာတဲ့သတင်းလေးတွေကိုကျွန်တော်ကပြည်သူ့ကူတာပါစပ်အငားနဲ့ကျွန်တော်ကပြောပြပြီးတော့ပြောပြပြီးအဲ့တော့နောက်နောက်ပေါ့ကျွန်တော်တို့ဒီမိမိတို့ရဲ့ဟိုပေါ့ရက်ွက်တွေထဲမှာဟုတ်ကဲ့အဲဒီအုတ်ကြီးတွေကျွန်တော်တို့ဒီပြောရမယ်ဆိုပြည်စောတီးတွေစေရင်မှုတွေယာရင်မှုတွေပေါ့နော်ရက်ွက်တွေမှာကျွန်တော်တို့ဘလိုတွေကျွန်တော်အနိုင်ကျင့်နေလဲဘလိုတွေကျွန်တော်တို့ပြည်သူလူထုပေါ့ချင်းချောင်းနေတယ်ပေါ့နော်ဒါမျိုးလေးတွေတွေ့ခဲ့တယ်ရှိတော့တူတူနဲ့နာမည်လေးတွေနေပေါ့နော်တတ်တိတ်တက်ကပေါ့နော်ဓာတ်ပုံဓာတ်ပုံလေးတွေရရင်လည်းကောင်းတယ်ဗီဒီယိုဖိုင်လေးရရင်လည်းကောင်းတယ် အဲ့လိုမျိုးလေးညကျွန်တော်တို့ရှိမှုလာရောက်ပြီးတော့ကျွန်တော်တို့ပို့လို့ရပါတယ်เนาะအဲ့ပို့လို့ရတယ်ဒါပေမဲ့အဲ့လိုပို့တဲ့လူဟာအန်နေမရှိဘူးဆိုတဲ့အကြောင်းစီးစားမိနစ်ချက်တော့ပြောလိုက်ဟုတ်ကဲ့ပါကျွန်တော်တို့ရှိကိုလာရောက်ပြီးတော့ကိုမိမိရက်ကမှာရှိတဲ့ဖြစ်ပျက်တွေကိုလာပြီးတော့လာရောက်တိုင်တန်းလို့ရပါတယ်ဓာတ်ပုံလေးတကွလေးစာလေးတကွဟုတ်ကဲ့လာရောက်တိုင်တန်းတဲ့အခါမှာဘယ်ဟုပို့အောင်ဆောင်အောင်လဲဆိုရင်တော့ကိုစိန်တီးရဲ့ Facebook Page Messenger တို့မှာလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်ဟုတ်ကဲ့တိုးမှာဆက်သွယ်လို့မရခဲ့ရင်လည်းကျွန်တော်စီးစားဟာတာအကောင့်နဲ့ကိုပေါ်လင်း အကောက်တို့မှလည်းလာရောက်ပြီးတော့တိုင်တန်းလို့ရပါရပါတယ်ဟုတ်အဲ့လိုတိုင်တန်းတဲ့အခါမှာငါတို့တော့ထိခိုက်မလားဟဲ့လုံးဝစိတ်ကြပါအဲ့လာတိုင်တန်းတဲ့လူရဲ့ privacy ကိုလုံးဝမထိခိုက်စေရပါဘူးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အားလုံးစီးလုံးကြပါညီညွတ်ကြပါဟုတ်ကဲ့เนาะကျွန်တော်တို့အမှုပညာစီပြည်သူအတွက်ပဲဖြစ်ပါတယ်ပြည်သူကိုစားပါဆက်အငားနဲ့ပြောရတဲ့အတွက်လဲကျွန်တော်တို့ညီကို၃ရောက်ဂုံယူပါတယ်ဝမ်းသာပါတယ်နောက်ပတ်ပြည်သူစပီကာအစီအစဉ်ကို ကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့တင်ဆက်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ကျွန်တော်တို့ရဲ့ပြည်သူ speaker အစီအစဉ်ကိုဒီများနယ်ပဲကျွန်တော်တို့နှစ်သိမ့်ပေးပါလို့ဒီနေ့ကနေပြောကြပါမယ်အားလုံးမင်္ဂလာပါမင်္ဂလာပါ